ဟယ်လိုဘာပလက်တို့ရဲ့တိုင်းထောက်ပို့စီစဉ်နေရနေကြိုးစိုးလိုက်ပါတယ်ရဲဘော်ရဲ့အနေနဲ့ရိတ်ခါတည်ယူတဲ့အခါမှာဆိုရင်ပီတူဝေထောက်ပံ့လိုက်တဲ့အတိုင်းပြက်ဆာခြင်းအခြားသောဇပတ်စာရိတ်ခါနဲ့ကိုရာတို့ကတပါးလေးတည်ယူကြရပါတယ် အခုလိုမျိုးရဲဘော်တွေရိတ်ခတဲ့ပြန်လာပြီဆိုရင်တော့ရရှိလာတဲ့အသားတွေကိုပထမဆုံးအနေနဲ့တေချာခုတ်ထစ်စီကြောပြီးတန့်စင်ကြရပါတယ်။အခုလိုမိုးရသည်မှာလမ်းဘက်ဆက်တွေအခက်ခဲတွေကြောင့်အသားဟင်းကိုတစ်ပတ်တစ်နှစ်အစားနှစ်ပတ်နှစ်နှစ်အဖြစ်ရဲဘော်တွေအတွက်ပြောင်းလဲစီစဉ်ပေးထားရပါတယ်။ ဲဘော်ကြီးစားရတဲ့အခါမှာပိုးပြီးအရသာရှိစေဖို့အတွက်လိုအပ်တဲ့အစာပလာတွေကိုပြုလုပ်ရင်းနဲ့အရင်ဆုံးပြင်ဆင်ရပါတယ်။ မိုးရေကာလဖြစ်တဲ့အတွက်မီးမွေးရတာတော့အခက်အခဲနေနေဖြစ်ကြပါမယ်။ကျန်းမာရေးနဲ့အညီအသားတွေကိုအတွင်းထိကြအောင်တေချာလေးချက်ပြုတ်ပြီးမှရဲပေါ်ရင်လည်းစားသကြပါလေ။ အခုလိုမိုးရင်းကာလမှာဟင်းပူပူနွေးနွေးကိုအားလုံးသူစူးစားကြရင်အဲ့လိုမျိုးနွေးထွေးရတဲ့ခံစားမှုမျိုးကိုလည်းရရှိကြရတော့အမှန်ပါပဲခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗမာပြည်သူ့လူမျိုးရေးတပ်တော် BPL ပြည်ကြားရေးအဖွဲ့မှတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ဝိုင်းဖြစ်ပါတယ် အရှိမပြသွားခဲ့တာတွေကတော့ထောက်ပို့ပြည်သူတွေရဲ့ထောက်ပို့ပေးမှုကြောင့်ရရှိလာခဲ့တဲ့အတိုင်းတနက်စာကိုပြင်ဆင်ကြရင်ရဲဘော်ရဲ့ချစ်ပြုစားတောက်ခဲ့ကြရင်မှတ်တပ်ပေါ်ရည်တွေပဲဖြစ်ပါတယ်။ပြည်သူတွေကနေထောက်ပံ့လိုက်တဲ့အဟာတနက်စာကြောင့်ရဲဘော်တွေပို့ပြီးအားဖြည့်ပြည့်ရှင်ခဲ့ရတာကိုတွေ့မြင်ခဲ့ရမှာပါ။ရဲဘော်တွေအတွက်အဟာတနက်စာထောက်ပို့ပေးခဲ့ကြတဲ့ထောက်ပို့ပြည်သူများအားလုံးကိုလည်းကျေးဇူးထူးတင်ရှိပါရှင်။အခုလိုမျိုးရဲဘော်တွေအတွက်အဟာတနက်စာဖြည့်တင်းပေးရင်ပျော်ရွှင်မှုအားရမျှဝေပေးခြင်းနဲ့ဆိုရင်တော့ BPL Vanja page မှာဒါမှကပဲ BPLS Korea BPL Supply for JP လို့အပြင် Australia မှာ BPL Support Group ထပ်ထုတ်ကနေတစင်လဲပေါင်ဝင်ထောက်ပို့လို့ရကြတဲ့ဒီကောင်ပါအချင်းပါရှင်